ဘာမှကြောက်ဆက်ကြောက်မရှိဘူးဆက်ပြောရှင်းလားရှင်းပါပြီပြတို့ဟိုအဆောင်အဆောင်လေးပေးမယ်ဟာဒီအဆောင်လေးပေးလိုက်ကြတော့စက်တက်ကနေအတင်းအရမဖန်းစီပြီးတော့မှ ပေါ်တာဆွဲခံလိုက်ရတဲ့တားဖြစ်သူစက်တက်ထင်မှာဘာရီဂျုံတွေ့ရလဲဆိုတော့ကိုမိခင်ဖြစ်သူကိုမေးမြန်းထားတဲ့ဗီဒီယိုပါ အတူတူလိုက်ကြည့်ကြမယ်နော်ဒါကတော့တားဖြစ်သူအတင်းအရမပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်းမိခင်ဖြစ်သူတူကပြောပြသွားတာပါဟုတ်ပါတယ်အခုတော့သူ့ရဲ့သားစစ်တပ်ထင်မှာဘာလေးဂျုံတွေ့နေရလဲ တကယ်လည်းသူတို့မိသားစုရောဘာတွေရင်ဆိုင်နေရလဲဆိုတာသိရဖို့အဲ့မျိုးသမီးကိုကျွန်တော်ပေါ့ဒ်ကတ်မှာဖိတ်ခေါ်တာပါတယ်ကျွန်တော်တော့မြပြေပါအဲကျွန်တော်တော့ရင်းနိုင်ပါမင်္ဂလာပါအားလုံးဒီအရင်ဆုံးတော့အန်ဒီရဲ့သားပေါ့လေအဲသူကဒီစစ်မှုထမ်းနဲ့ခေါ်ခံလိုက်ရတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ခေါ်ခံရတာလဲအဲအရှင်လေးပြောပြပေးပါအန်ဒီအာဟုတ်ကဲ့ပါပြောပြမှာမသားရင်အော်သူကစစ်မှုထမ်းဟိုအပတ်စဉ်က60နဲ့5ကြတဲ့ဒါသူကစစ်မှုထမ်းလည်းမတော်ရသေးဘူးဆိုတော့ ဒီမှာမှကျတော့လေလုပ်ငန်းကံကံတွေကအဆင်မပြေတဲ့ခါကျတော့အဲ့ဒီစားတော့ဆိုင်မှာသူကလုံဝင်လုပ်နေတာပါလုံဝင်လုပ်ပြီးတဲ့ခါကျတော့ဒီဒီလိုဒီလိုပဲတဲ့အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှသူတို့ကခေါ်ပြီးတော့မှပိုင်ချင်ရနေပြီးတော့မှမင်းတို့လာခဲအောင်အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှခေါ်လိုက်တာတဲ့ခေါ်လိုက်တဲ့ခါကျတော့ပြန်ဝင်လာတဲ့အချိန်မှာသူတို့ကအဲ့စင်းရင်လည်းမစစ်ဖဲနဲ့ဒီတိုင်းပဲပြန်အဲ့လိုသူကားဝတ်တင်ပြီးတော့ခေါ်သွားလိုက်တာတဲ့။အော်သူသားကစားတောက်ဆိုင်မှာလုံနေတာပေါ့နော်။လုံနေရင်လည်းမ ဟုတ်ကဲ့ဗျာအဲ့စီရင်စစ်မှာပြောပြီးတော့စစ်တပ်ရဲ့ခေါ်သွင်းခံလိုက်ရတာပေါ့နော်နောက်ကိုကလေးရလဲသူတာကားဒီအပတ်စဉ်နဲ့မှပါတာပြီးသားပေါ့ဟုတ်ဟုတ်တယ်ဟိုအပတ်စဉ်ဟို65မှာသူလည်းကြာမှာပေါ့ဒီတိုင်းတင်းနဲ့35 50 60 60 80 80လို့မှအဲ့လိုမျိုးပြောပြတာပေါ့နော်65ကျမှအိမ်တော်သူစင်းတိုင်းအိမ်တော်စီစင်းတိုင်းလည်းအဲ့လိုလိုက်ကောက်ပြီးတော့မှသူတို့ကအဲ့လိုတူသားသမီးကိုဒါသမီးအသက်စီးရင်အဲ့လိုမျိုးကောက်အောင်မယ်ဆိုတော့သူတို့လာကောက်သွားပြီးတော့မှကျမတို့ကမဲတွေပါတယ်သွားနိုင်ထားတဲ့ချိန်ကျတော့ဥမာတချို့ကတိကျတယ်နှိမ့်ကျတယ်ပေါ့ တားရဲတိကျနှိကြတဲ့လူတွေကတော့တွားကြပေါ့ဟိုကျွန်မဟိုအန်တီအေးသားလေးကကျတော့65ဆိုတော့အဲအန်တီအေးတော့ကတော့ဝေးပါသေးတယ်ဗောနော်ဟုတ်ကဲ့အန်တီအေးပြောတာကိုကျွန်တော်နားလဲတယ်လို့ဆိုရင်တော့ဒါဟိုရှေ့မှာလူအကြီးအတွက်ဖြစ်မယ်နော်လူကြီးအတွက်ဒီ65ရောက်မြောက်ကြမှာအန်တီအေးသားတွားမယ်ဆိုတဲ့ပုံစံဖြစ်မယ်ထင်တယ်အဲဟုတ်တယ်တားရဲဟုတ်တယ်တားရဲဒီသားလေးပဲအားကိုးရတာဆိုတော့ခုကလည်းမရှိတော့ဘူးဆိုတော့အန်တီအေးသူ့လာစာလေးလည်းမမြော်ရတော့ဘူးဗောနော်သူ့လာစာလေးလည်းအချိန်နေရလဲ ုံးတော့စင်မကောင်းနေဘူးဆိုတော့စိတ်ရဲသားပါသွားတဲ့စိတ်ရဲနဲ့ဆိုတော့အခုအန်ဒီကလည်းဘုံဘုံလေးလို့လို့ပြနေတယ်ဝသားရင်ဟုတ်ကဲ့အန်ဒီစိတ်မကောင်းပါဘူးသားရဲသားဟိုအန်ဒီကကျတော့သူများလိုတောင်းတောင်းတင်းတင်းမဟုတ်ဘူးလေကျမ်းမာကြီးမကောင်းတဲ့လူဆိုတော့ဒီတရင်ကိုကြက်ကြားချင်းပေါ့အန်ဒီဘလို့ဖြစ်သွားလဲဟိုလဲသွားတာတမန်ပဲပေါ့မနေ့တောင်းထားတဲ့ဘောသားရင်ဟော ကိုကတခါမှမတွေ့ဘူးမကြုံဘူးဆိုတော့ကြားကြားချင်းမှာပဲအန်တီကတော့တုံးလေးရက်ကတော့သမင်းလည်းမစားဘူးလည်းမတော်ဘူးတာလည်းတယောက်တည်းရှိတယ်ပေါ့နော်ရှိတယ်တာလည်းအာရုပ်တရက်ကလည်းမျိုးခံလိုက်ရတယ်ဆိုတော့မိခင်တယောက်အနေနဲ့ဆိုပြီးတော့ခေါ်သွားတယ်ပေါ့နော်ခံစားရအောင်လဲဆိုတော့တွေးတာတွေးကြည့်ကြပါဘယ်မှာဖြစ်မလဲဗျအော်အုံးကျော်မှာဒါအုံးကျော်မှာနှစ်လပိုင်း၆ရက်နေရတဲ့အန်တီအေးတို့အိမ်မှာလားဟိုစိုက်မှာပဲလားဗျ ဆိုင်ထဲမှာဝေခေါ်သွားတာဒါအဲစင်းစင်မှာဆိုပြီးတော့မှဘသူပဲညာနဲ့ဆိုပြီးတော့ဆိုင်ထဲအ3ရောက်ပါသွားတယ်ဒါသူတို့3ရောက်ကိုအစင်းလည်းမစစ်ဖက်နဲ့တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှအဲ့လိုခေါ်သွားတယ်ဆိုင်ထဲမှာခေါ်သွားတာအဲစင်းစင်မှာပြောပြီးတော့ဖြစ်နေရတော့ဗောနမဲကိုတက်ပြီးတော့ခေါ်ထုတ်သွားပါတော့ဟုတ်တယ်သူကဟိုဘိုင်လေးနဲ့လာတယ်ဘာညာဆိုပြီးတော့ဗောနော်အဲကြောင့်ကိုပိုင်ရှင်နေရလဲအဲဒီကလေးတွေရတဲ့ဘိုင်လေးနေလဲပါလာတယ်နမဲတွေနဲ့လာတယ်ဆိုတော့တဲ့ ခုကဘလို့မှသူတို့ညှိနှိုင်းလို့မရဘူးလို့ပဲအဲ့လိုပြောနေတာဆိုတော့အန်တီကလည်းဘာမှကိုပြောချင်စိတ်တွေကိုမရှိတော့တာဝါသားရဲ့ဟုတ်ကဲ့အန်တီဟုတ်ကဲ့အဲ့ဒီလာဖန်းတဲ့နေ့ကအဖြစ်ပြက်လေးအန်တီအေးတိတလောက်ပြောပြပေးပါလားသူတို့ဘလို့ပုံစံနဲ့သူတို့ဒီဆိုင်ကိုလာလဲနောက်ပြီးတော့ဘလို့မျိုးပုံစံနဲ့သူတို့ခေါ်သွားလဲပေါ့လေအသေးစိတ်လေးပြောပြပေးပါလားအန်တီဟိုအန်တီကနေတာပြင်ဦးနေမှာဆိုတော့အဲ့ဒီကဟိုအန်တီတို့ဆင်းသွားတော့အဲ့ဒီပိုင်ရှင်တွေကပြောတာကတော့သူတို့က သားတွေသုံးစီးနဲ့ဆိုလားမသိဘူးတဲ့ဆိုင်မန်ဟိုစားမလို့တောက်မလို့လို့နဲ့ပေါ့နော်အဲ့လိုမျိုးဝင်လာတာလို့ပြောတာအဲ့လိုမျိုးဝင်လာပြီးတော့မှခောက်ဆွဲကြော်ဆယ်ပွဲလို့ပါဆယ်လို့ပြောတာတဲ့ပါဆယ်လို့ပြောပြီးတော့မှခောက်ဆွဲကြော်ကြော်တဲ့ကလေးတွေကကြော်နေရပေါ့နော်ရှေ့မှာထွက်တဲ့သူတို့လိုက်ကြည့်မှာရောတိလားအဲလူငယ်တွေပြင်တော့မှနေလေပေါ့ဆလောက်ဆိုင်တွေမှာလူငယ်တွေနောက်ထပ်စုနေလေပေါ့နော်အဲသူတို့ဆွဲဖို့လူခေါ်တာပေါ့ဆွဲခေါ်တော့တာတဲ့နောက်ထပ်ဆွဲခေါ်တော့တဲ့ခါကျတော့ အဲ့နဲ့ပိုင်ရှင်ကိုမေးတော့ပိုင်ရှင်ကသွားတဲ့ခါကျတော့ဘယ်မှာလဲနာမည်ဒီနဲ့ခေါ်တဲ့ခါကျတော့ပိုင်ရှင်ကနေပြီးတော့မှအဲကလေးတွေပြန်လာခဲ့ကြအောင်မို့တော့အော်အဲ့ဒီမှလည်းပိုင်ရှင်ကိုရဲခေါ်တာပဲဆိုပြီးတော့မှကလေးတွေကိုရှီတဲ့ကိုပြန်ခေါ်လာတာတဲ့ရှီတဲ့ကိုပြန်ခေါ်လာပြီးတဲ့ခါကျတော့မှအဲ့ကနေမှစင်းစင်မှာအဲစင်းစင်မှာထင်နေဆိုပြီးတော့မှသူကလာခေါ်တဲ့ခါကျတော့အဲ့နဲ့အစင်းလည်းမစစ်ဖဲနဲ့တဲ့သူတို့ကဒီတိုင်းကားပေါ်ကိုတင်းကိုတင်းပြီးတော့ခေါ်သွားကြတာတဲ့သူတို့ကတော့အဲ့လိုပဲပြောတာဘောနော်အန်တီတော့တော့မမြင်ရပါဘူး ုတ်ကဲ့ဘဲတက်ကနေလာခေါ်ဝါရလို့ပြောလဲသူတို့ကပြောတော့အဲ့ဆိုင်ပိုင်ချင်းကဒီနာအောင်ကျော်နီးတဲ့ဝိုက်တရားတော့တဲ့မေးကြည့်တဲ့ခါကျတော့ तू ကလည်းဒီစစ်တပ်ကလည်းမဆွဲဘူးဟိုစစ်တပ်ကလည်းသူတို့မဟုတ်ဘူးလို့ပြောတာတဲ့ဒါဟိုအဝေးကနေပြီးတော့မှသူတို့အသားရင်းနဲ့လာခေါ်တော့ရလို့ပြောတာပဲတိုင်းရဲ့ तू ကအနီအေးရဲ့သားအနီအေးကိုဆက်သွဲတဲ့အချိန်မှာရောဘယ်ကိုရောက်နေပြီလဲဗျသူဖေကိုဆက်တဲ့ခါကျတော့ဖေးတယ်ဘာမှပူနေပါတော့ခုနန်းတွင်းထဲမှာသားတို့ရှိနေတယ်လို့လောလောဆယ်တော့စားလိုက်အိတ်လိုက်ပဲရှိသေးတယ်ဖေးလို့ပြောတာတဲ့ ိုင်မဲတဲ့ဒါလားစာလေးရတော့ဖေတို့အမေကိုမပေးရဘူးပေါ့လို့အမေအဆင်ပြေရလားပေါ့နော်အေးဒါတော့လောလောဆယ်ခုနန်းတွင်းထဲမှာရောက်နေတယ်လို့အဲ့လိုမျိုးပြောပြတာတဲ့မန္တလေးနန်းတွင်းလားအနီးရဲ့ဒါရောက်နေရလေဟုတ်တယ်ဒါဟုတ်တယ်မန္တလေးနန်းတွင်းထဲမှာတဲ့ဒီလက်ရှိအချိန်ထိပဲလား လက်ရှိချိန်ထိပဲဟုတ်တယ်သာဒီ25ရက်နေ့ကသာ25ရက်နေ့ကကျတော့73ရက်လည်းလာဖို့မယ်14ရက်လည်းလာဖို့မယ်15ရက်လည်းလာဖို့မယ်နဲ့မလာတဲ့ခါကျတော့ကျမကလည်းဖုန်းလေးဆက်ရှင်တယ်ပေါ့တော့ဖုန်းကလည်းကိုယ်ကမကန်ရတော့မျိုးသားဖြစ်သူကိုပြောတာမျိုးသားဖြစ်သူကိုပြောတဲ့ခါကျတော့တော့မဆက်နဲ့တဲ့ပိုင်ရှင်တွေကလည်းဟိုသူတို့ကြိုးစားနေတယ်ပေါ့နော်မင်းသားပြန်လာမှာပါမင်းစိတ်မပူပါနဲ့ဆိုတော့အဲ့နဲ့ကျမလည်းဖုန်းမဆက်ရလို့ဆိုစိတ်ရစားဖြစ်တော့ဒီ25ရက်နေ့ကကျတော့25ရက်နေ့ကကျမဖုန်းဆက်လိုက်တာပေါ့နော် โอเคဟုတ်တယ်တဲ့ခါကျတော့အဲ့သူတို့လည်းစူးစမ်းနေပါတယ်တဲ့လက်ရှိအချိန်နေရတဲ့ဘလို့မှအဆင်မပြေသေးဘူးတဲ့အခုဟုတ်ပုံဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့ဟုတ်ပုံဖက်ရောက်သွားပြီလို့ပြောတဲ့ခါကျတော့အဲ့ကနေ جماعه အခုဒီတရက်နှစ်ရက်ပေါ့နော်ကိုယ်ကလည်းအဲ့လားနဲ့တဲတံဖြစ်နေတာပေါ့ဩလက်ရှိကအဲဆိုရင်ဒီမန္တလေးနန်းတွင်းမှာမဟုတ်ပဲနဲ့ဟုတ်ပုံမျိုးစစ်တန်းကြောင်းကိုဒီမန္တလေးနန်းတွင်းကနေပြီးတော့ဟုတ်ပုံဖက်ရောက်သွားရင်အန်ဒီကဘာမှမလုပ်နိုင်တဲ့လူဆိုတော့အဲ့ဒါသူဒီ25ရက်နေ့ညနေကျတော့အန်ဒီက ဒီပိုင်ချင်းကိုကျိုးချောင်းလေးပြီးချင်လို့ဆိုဖုံးဆက်တဲ့ခါကျတော့အဲ့နဲ့ပိုင်ချင်းလမ်းပြောတယ်သူတို့လည်းခုခံကြိုးစားနေပါတယ်တဲ့ဒါပေမဲ့အခုနန်းတန်းထဲမှာမရှိတော့ဘူးတဲ့ဆက်သွယ်လာတာကိုပဲဆောက်ရတာပေါ့နော်ဆက်သွယ်လာတဲ့လူပြောတော့ပဲဆောက်ရတယ်မိခင်အနေနဲ့ကလည်းဘမလည်းမတက်နိုင်တဲ့အနေအထားပေါ့နော်ဒါနဲ့ဖြစ်နေမှာပေါ့တားရဲ့ဒီညီပါတယောက်နေနဲ့ကြတော့ကိုသားပြန်ပြီးတော့ဒီစစ်မှုထမ်းတွေကပြန်ပြီးလွတ်မြောက်ဖို့အတွက်ပေါ့ဘယ်လိုတွေကြိုးစားနေရရှိလဲအဲ့လိုကတော့အန်ဒီရောကတော့လောလောဆယ်တော့မကြိုးစားဘူးပေါ့တားရဲ့အချိန်နှားလေးအဲ့လိုမျိုး တကယ်တကယ်အထက်ကအဲ့လိုစိတ်မူတန်းတာတွေအဲ့လိုဖြစ်မယ်ဆိုရင်လည်းအန်တီတို့ကတော့ဒီလိုပဲကြည်နေရမှာပေါ့နော်ကုညီနိုင်တော့တော့ကိုကတော့ကုညီရမှာပေါ့လို့တရားထားလို့ရမှာလဲနော်ကျန်လဲဝေးသေးတယ်ဆိုတော့ကိုကလည်းဘာမှတရားရနေထားလဲမလို့လေးစင်ညာလေးဆိုတော့ကျိုးစားနေရတော့တော့တားပြန်လာတာကိုပြောနိုင်ဘူးပေါ့နော်ဟုတ်ကဲ့အန်ဒီရှိမှပြောသွားရရှိရလीအန်ဒီရဲ့သားကိုဒါ12ရက်နေ့ကျရင်ပြန်ပို့မယ်13ရက်နေ့ကျရင်ပြန်ပို့မယ်ဆိုပြီးပြောတယ်လို့ပြောတာ哦ဆိုတော့အဲ့ဒါရောဘယ်သူကပြောရလဲအန်ဒီ တာတာဟိုသူတို့ဟိုဆိုင်ထဲကနေခေါ်သွားတဲ့အတွက်ဆိုင်ရှင်တွေကအားလုံးစင်ပြောင်းလုပ်ပေးမယ်တဲ့တာဝန်ယူပေးမယ်တဲ့အဲ့လိုမရှိလို့ဝန်ထမ်းလေးတွေလာလောက်စားတာကိုလူဆိုင်တွေက၃ယောက်ပါသွားတဲ့အတွက်ကြောင့်မလို့သူကအစင်ပြောင်းကြည့်ရှင်ပေးမယ်လို့ပြောတာအဲ့ဒါကျမတို့အင်းစနေရနေ့လာမှာ၁၇ရက်နေ့လာမှာ ਨੇ သူတို့အဲ့ကနေပြီးတော့မှကျမတို့ဖုန်းဆက်တဲ့ခါကျတော့လမ်းပြောပေးတာပေါ့နော်။သူအကုန်လုံးတာဝန်ယူတော့ဟိုကြည့်ပြီးတော့မှတဲ့သူကိုးစားနေတယ်။ဆန်ရှင်ကနေပြောတာကြီး။ဩဟုတ်ကဲ့။အဲ့ဒီသူတာလုပ်တဲ့အလုပ်ပိုင်ရှင်ပေါ့။ဘယ်လောက်ရှိပြီလဲ။ နှစ်ဆက်တည်းထက်ရောက်ပြီသားသူကဟိုဟာ2400မွေးတာသား2400ဆိုတော့နှစ်ဆက်တည်းထက်ရောက်ပြီပေါ့ဟုတ်ဟုတ်ကဲ့အန်ဒီရဲ့သားကတော့လက်ရှိမှာ မိသားစုကိုလှုပ်ကျွေးနေတယ်လို့အန်ဒီပြောရလေဆိုတော့ဘယ်လိုပုံစံမျိုးလဲဗျဟုတ်ပါတယ်ဗျာအန်တီတို့ကအဲ့လိုပေါ်တော့တနေ့လုံးတနေ့စားပေါ်တော့သူကတော့သူကပင်ဘမလည်းမလုံးနိုင်ဘူးဆိုတော့အဲ့လိုလားစားလေးအစားတော့သူကရန်ကုန်မှာနေတာပါဒါရန်ကုန်ကအဲ့စားတော့ဆိုင်မှာနေပြီးတော့မှရန်ကုန်မှာလည်းအခြေအနေမကောင်းဘူးတဲ့ဆိုင်နေဝင်းဆွဲတယ်ဘာညာနဲ့ဆိုတော့အန်နဲ့အန်တီကလည်း အဲ့ဒါဆိုရင်လည်းတားရဲ့ကိုယ်အိမ်မှာကိုပဲလာပြီးတော့လောက်ပါဆိုပြီးတော့မှအဲ့ကနေပြန်လာတာတားရဲ့ပြန်လာပြီးတော့အိမ်မှာပြန်လောက်ရတာဆိုတော့ပင်မနဲ့လေသူကကိုရင်လူတွေလေးဆိုတော့ပြန်ပင်မနဲ့ဆိုတော့အာနဲ့တားရဲ့လို့ပင်မမှာတည်းအေးလို့ဆိုင်လေးတစ်ခုပြန်လာလိုက်မှပို့ဆိုးသွားတယ်။ဟွန်းပြောမှဖြစ်မှာလို့ဆိုတော့အာနဲ့အမျိုးသားရဲ့တငယ်ချင်းကနေပြီးတော့မှအေးငါညီရတော့ဒီလိုလိုပဲအုံကြောမြေပြန်မှာလူလိုနေတယ်ဆိုတော့အဲ့ကနေပြီးတော့မှသူကခေါ်ပြီးတော့မှအဲ့လိုမျိုးတွင်းပေးတာတားရဲ့အဲ့ကနေပြီးတော့မှကုမ၅လ၆လတည်းပဲရှိသေးတယ်။ အခုကတော့စစ်မှုထမ်းခေါ်တာတွေကလည်းအဆင်မြင့်သွားပြီเนาะသူတို့ဒီကလင်ကကျင်းညာနဲ့ခေါ်တာပေါ့ဘလို့ခေါ်ရလဲဆိုတော့ဒီမှာကိုကျော်ကြီးပေါ့เนาะဒီကိုကျော်ကြီး page ကနေအတွေ့လို့ဆစနာကလာမြောက်ဝေတာပါ KB ကိုတဲ့အဲကိုရဲ့ ID ကနဲ့ဖောက်ထားတဲ့သူတွေတဲ့အဲတတိထားကြပါဘောเนาะသူတို့စစ်မှုထမ်းခေါ်တာကအစ်င့်မြင့်သွားပါပြီတဲ့အာသူတို့ကတဲ့ ကေပေးဖောက်ထားတဲ့နံပါတ်ကိုတဲ့ CID ကဘယ်သူပဲပါဆိုပြီးဖုံးဆက်လာပါမယ်တဲ့ပြီးရင်တဲ့ရုံးကိုကေပေးအလွဲအပြောင်းလောက်ထားလားမေးစရာလေးရှိလို့ပါဆိုပြီးတော့လက်မှတ်ထိုးဖို့ခေါ်ပါလိမ့်မယ်တဲ့အာတကယ်တော့စစ်မှုထမ်းခေါ်ခြင်းလို့အဲ့ဒီလိုမျိုးခေါ်တာပါတဲ့နော်သူတို့ကလိန်ကကြည့်ကြတာမတော်ဘူးဆိုလို့ရှိရင်တဲ့အာကေပေးဖောက်ထားတဲ့အိုင်ဒီယာနေတစင်းတဲ့သူတို့အချက်အလက်ကြည့်ပြီးအိမ်ထိလာခေါ်ပဲပေါ့ ခုလက်ရှိကတော့အဲ့လိုမျိုးရှောင်ချားနေကြရပါတယ်အခုလက်ရှိရှောင်နေရပါတယ်တဲ့သူစာပေးပို့တဲ့လူကိုယ်တိုင်ကလည်းရှောင်နေရပါတယ်ဗောနော်အဲ့ဒါကိုယ့်ရဲ့အသည့်တွေကိုလည်းပြောထားပေးကြပါအောင်တဲ့ကျွန်တော်လက်တွေ့ပါတဲ့အခုလို့လုံနေတာက၄လလောက်ရှိပြီလို့လည်းကျွန်တော်အတီးကပြောပါတယ်အဲ့တော့သူကလူအရန်လို့နေတယ်ဗောနော်ဘလုံးနီးနဲ့ပဲ 300 300ရေးပေါင်းစုံတို့ပြီးခေါ်ပါလိမ့်မယ်အခုချိန်အဆိုးမရတဲ့အချိန်ပေါ့နော်အဲ့တော့အခုကြည့်နေတဲ့ပြိသက်တွေအကုန်လုံးသတိထားကြပါအားလုံးသတိထားကြပါအခုကြည့်နေတဲ့ပြိသက်တွေအားလုံးသတိထားကြပါဒီ post ကိုလည်းတော်တော်များများဝေပေးပါ